မအရန်ငယ်သေးတယ်ငယ်သေးတော့ဒီကိစ္စကိုဘာမှမစွေးနွေးခြင်းလေမရှိပါဘူးလူဆိုတာကိုယ်ရွေးချယ်မှုနဲ့ကိုယ်လွတ်လပ်မှုနဲ့ကိုပဲလေစင်ရဲ့ခြင်းလခင်အောင်လမ်းမြဆောင်သာမီရတနာခုနှစ်သွေးတကယ်ပြီးဆုံးကြီးဒုမျိုးသားတိုင်းကြီးတသမတ်တော့မရှိဘူးသူတို့သူတို့စီမံမြင်ရတာလေးတွေကတချို့ဟာလေးတွေပါပါလာလာလေးတွေတွေ့နေရတယ်ရှိပါတယ် ဒါတော့ပီတိဖြစ်တယ်ဆိုတော့မညီမရဲ့ကိုယ့်အချင်းမတော့ကိုပီတိဖြစ်တာပေါ့ဒါတော့ထရီလူလူမရှိပါဘူးမင်္ဂလာပါမင်္ဂလာပါမင်္ဂလာဟယ်လိုအဒီနေ့ကျွန်တော်တို့မိသားစုခီးတစ်ခုထပ်ပါမယ်အဲဒီမှာလည်းသူတို့ဒီလိုပဲရှိနေကြပါတယ်ဒါပေမဲ့ဒီအချိန်မှာဘာမှပြောလို့မရသေးဘူးဒါဆိုသူတို့ရွေးချယ်မှုနဲ့သူတို့ပဲသွားမှာဆိုတော့ဘာမှချုပ်ချယ်တာမရှိပါဘူးဒါတော့တွေ့ရမပြောနိုင်ဘူးလေအချိန်လေးတစ်ခုပေါ့အချိန်လေးတစ်ခုပေါ့ဟို ့အရွယ်ရောက်လာတဲ့အချိန်ကျမှဘလို့သွားရမယ်ဆိုတဲ့လမ်းကြောင်းလေးကိုပဲကျွန်တော်တို့ကပြပေးပါပါမတ်စစ်ချင်းဆွေးမိလို့လေရှူတိုင်းရင်ကလေးရင်စဉ်တိုင်းလာပြီလေငါကိုရောမှုသဘောကျတယ်ချစ်တဲ့လူကလေးချိန်ကကြီးလေရင်နေနောက်ကကြီးလေရင်နေဘေးကကြီးလေရင်နေဘယ်လိုလဲကြီးတော့ရင်နေ အဲမန္တလေးကနေဗန်ကုန်တိုင်းပုံပွဲပတ်သက်ဖြစ်တယ်အခုတော့တော့နှစ်ပုတ်ဆိုပြီးသွားပြီနောက်တစ်နောက်တစ်နှစ်ပုတ်နဲ့နောက်တစ်ရောင်းကျန်နေလေးပုတ်ကျန်နေတာပေါ့၆ပုတ်လောက်ဖြောပြပြမှာပါဟုတ်ကဲ့မန္တလေးကနေမှတ်တရလေးတွေရှိလာဆိုတော့ခုနကတော့ဒီမန္တလေးကဒီကွာမမင်းကပြောတယ်အဲအခုတည်းအရင်တော့ဆိုရင်တော့တဲ့ခုနကလိုမျိုးအောက်ကနေအော်နေတဲ့အထက်မှာညီမတို့ပါခဲ့တာပေါ့တဲ့အဲ့လိုလေးပြောတယ် အမှတ်တရလေးတွေပေါ့ဟုတ်ကဲ့ကျန်ကျန်မန်မာကျန်ရန်သာသာဒီရန်ကစီမီလူဝဲတွေကမနေခင်မီတစ်သေးဖြစ်တော့အဲဒါတော့ဒါစူးစမ်းမှုနဲ့ကံညာဝရိယအကုန်ဆုံးပြီးတော့အောင်မြင်လာတာပေါ့နော်ဒါတော့အကုန်ဆုံးမှပဲအောင်မြင်နိုင်တာပါဒီလိုအောင်မြင်နေဆိုတော့လဲဝမ်းသာမယ်ဂုံယူရမယ်ငငယ်ရွယ်နဲ့အောင်မြင်အောင်မြင်နေဆိုတာ ဂုံယူရမယ့်ကိစ္စပါလေ။ Okay ။အဲ့ဒါတော့ညံအရန်အားပေးပါတယ်။ညံအားပေးတော့ဆိုဘာပြောလဲဆိုတော့ကျွန်တော်တို့ကိုယ်တိုင်လည်းဒီဖရာတရားတွေဒေတာလေးလုတ်ဖြစ်ကြတယ်။အဲအိမ်မှာဆိုလို့ရှိရင်လည်းဖရာကျောင်းဆောင်တွေဖရာခန်းတွေဟိုတိတိကျကျလေးဟိုဟာထားကြတယ်ပေါ့နော်။အခုဒီမှာကြည့်တော့လေပစ္စည်းတွေလည်းအများကြီးပဲတွေ့တယ်။ကျွန်တော်တို့ကအားပေးမယ်ကျွန်တော်ကြိုက်တဲ့ပစ္စည်းတွေတွေ့ထားတာရှိတယ်။အမြင်ကတော့လုတ်ဖြစ်နေပါလေဆိုတော့ဒီလိုပဲတောက်လျှောက်ဆိုပြနေတာပါလေ။ ပွဲတွေကတော့သွားပြင်နေပါတယ်ဒီမန္တလေးရောက်ကြတော့တပတ်လောက်ရှိချိန်မှလည်းပွဲရဆက်နေတော့ရန်ကုန်မပြန်ပြဘူးပြန်ပြန်ဒီနေ့ဒီနေ့ပွဲလေးပြီးမှပဲလက်ထောက်ရရန်ကုန်ပြန်ပြတော့မှာကျင်းတွေဖန်လေးပွဲရှိတယ်အခုဒီမှာတော့မှဟိုကြားထဲမှာတပုံးမြက်ပြီးဆိုသွားပြီးမှာပုံစံလေးနည်းနည်းလေးကြောင်းလာပါတယ်ဟုတ်လားဘယ်လိုမျိုးလဲတော့နားထောင်ကြည့်လိုက်ပေါ့နားထောင်ကြည့်မှပဲပြီးမှာပါနောက်တော့စီစဉ်တော့မှာပဲစီစဉ်တော့မှာတော့တရားတော့မပြောနိုင်ဘူး ီတကုန်းနဲ့ဆင်းရဲသာလို့မညူအကျိုးလူပြီးတော့ငင်းရဲများတို့နဲ့ကနီဒါတော့ပီတိဖြစ်တယ်ဆိုတော့မညီမရဲ့ကိုယ့်အချင်းမတော့ကိုပီတိဖြစ်တာပေါ့ဒါကတော့ထွေထွေလူလူမရှိပါဘူးအဲသူကလည်းသူတော့ဒီလိုပဲရှိနေကြပါတယ်ဒါပေမဲ့ဒီအချိန်မှာဘာမှပြောလို့မရသေးဘူးအဲ့တော့သူတို့ရွေးချယ်မှုနဲ့သူတို့ပဲသွားမှာဆိုတော့ဘာမှချုပ်ချယ်ရတာမရှိပါဘူး။တသမှတ်တည်းတော့မရှိဘူး။သူတို့သူတို့စီမံမြင်နေရတာလေးတွေကအဲတချို့ဟာလေးတွေပါပါလာလာလေးတွေတွေ့နေရတာရှိပါတယ်။ဒါတော့တွေ့ရမပြောနိုင်ဘူး။ အချိန်လေးတစ်ခုပေါ့အချိန်လေးတစ်ခုပေါ့ဟိုသူတို့အရွယ်ရောက်လာတဲ့အချိန်ကျမှဘလို့သွားရမယ်ဆိုတဲ့လမ်းကြောင်းလေးကိုပဲကျွန်တော်တို့ကပြပေးပါပါမရှိပါဘူးလူစရာကိုရွေးချယ်မှုနဲ့ကိုကိုလွတ်လပ်မှုနဲ့ကိုပဲလေတိတိကျကျမပြောနိုင်သေးဘူးပြောတာလေဒီမှာအရန်ငယ်သေးတယ်ငယ်သေးတော့ဒီကိစ္စကိုကိုဘာမှမဆွေးနွေးခြင်းလေအားလုံးယေရှုတင်ပါတယ်ရာအဲ့ဒီလေးကိစ္စလေးချက်ကလေးပြောပါအာမန်ဒီကင်းနေပါ ုံဆိုင်ပေါ့နော်အဒီတဒီကမကများကြီးအောင်မြင်ပါစေလို့ဆုမွန်ကောင်းတောင်းပါတယ်